စိတ်ဝင်စားစရာနောက်ဆုံးရအာဆင်နယ်သတင်းတို့များအားလုံးပဲမင်္ဂလာပါ CDN Center from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့နောက်ဆုံးရအာဆင်နယ်ရဲ့သတင်းတို့၅ဘုတ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မစခင် CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘုံမောက်တောင်ပန်တိုက်စစ်ကစားသမားစမန်ညိုကိုရောက်ဖို့ပြိုင်ဘက်တွေထက်နှာတပြားတာနေတဲ့အာဆင်နယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ် ဇန်နဝါရီပြောင်းရွှေ့မှာပဲစမန်ညိုကိုဈေးကွက်ထဲမှာရနိုင်တယ်လို့ဘုံမောက်ဘက်ကအတန်ထွက်လာပြီးနောက်ဒီအပြောင်းရွှေ့တဲ့အာဆင်နယ်လည်းဝင်ရောက်လာဖို့ရှိနေပါတယ်။ Cherry Day အတွက်ခြေစွမ်းကောင်းတွေကိုနှစ်ဆင်ပြသနေတဲ့ Garnier တိုက်စစ်ကစားသမားကိုကြံခဲ့တဲ့ຫນွေမှာဘယ်အသင်းမှချင်းကပ်ခဲ့ခြင်းမရှိတာလည်းအံ့ဩဖို့တော့ကောင်းပါတယ်။လက်ရှိရာသီမှာကစားသမားကခြေစွမ်းမကျသွားတဲ့အပြင်ပုံမကောင်းမှုနဲ့ကိုယ်သွင်းစွမ်းရည်ကိုပါပြသလာနိုင်တာကြောင့်ဒီအချိန်မှာတော့ထိတ်တန်းအသင်းကြီးတွေကကစားသမားကိုမျက်စိကျလာကြတယ်ပါ။ ဂန်နာတွေအတွက်ကတော့ဒီတရားသီတည်းမဟုတ်ပဲလာမယ့်ဘောလုံးရာသီတွေမှာပါစူပလာတွေကိုပြင့်မှတ်ထားနေတာကြောင့်ထိတ်တန့်ကစားသမားတွေကိုခေါ်ယူဖို့အလိုရှိနေပါတယ်။ကြံခဲ့တဲ့ပြောင်းရွှေ့ကာလမှာလည်းအာဒီတာရဲ့နီးဗျူဟာကိုထောက်ပံ့ဖြစ်မဲ့ကစားသမားကောင်းတွေကိုခေါ်ယူအားဖြည့်ထားတာပါ။စမန်ညိုကသာရလာရင်ပြိုင်မဲ့တွေတိုက်စစ်ပိုင်ပုံမအားကောင်းလာဖို့တော့ရှိနေပါတယ်။ ဒီကစားသမားအာဆင်နယ်ကိုပြောင်းရွှေ့နိုင်ရည်အလားအလာကိုကြည့်မယ်ဆိုရင်ကြားသိရတဲ့သတင်းတွေအရကစားသမားကအာဆင်နယ်ပြိသက်တယောက်လို့သိရပါတယ်။ဒါကပဲစမန်ညိုကို Emirates အရခေါ်ယူနိုင်ရေးမှာအာဆင်နယ်အတွက်ပြိုင်ဘက်တွေတဲ့နှာတပြားတာသေးတဲ့အချက်လို့အာဆင်နယ်အတိုင်းဝိုင်းကယူဆနေကြတာပါ။ဒီနေရာမှာကစားသမားရဲ့စာချုပ်ဖြတ်သိမ်းရေးကိုပေးချေရမှာကြောင့် Financial ဘိုင်းအတွက်တော့အာဆင်နယ်တို့ကစားသမားတချို့ကိုအရင်ဆုံးရောင်းထုတ်သွားဖို့လိုအပ်မယ်လို့ယူဆရပါတယ်။ Ghanaian တိုက်စစ်ကစားသမားကိုဘယ်အသင်းကရယူသွားမလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းတဲ့တစ်ချက်ပါ။ ဒုတိယသတင်းတစ်ပုဒ်အနေနဲ့အာဆင်နယ်ပွဲစဉ်တချို့ကိုလွဲချော်နိုင်ခြေရှိနေတဲ့ Gabriel Magalhaes ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးကြပါရစေ။လက်ရှိဘောလုံးရာသီမှာ Gabriel Magalhaes တယောက်ထူးခြေစွမ်းပြနေပြီးခန်းစစ်တိုက်စစ်နှစ်ရက်လုံးမှာအသင်းကိုကူညီပေးထားနိုင်ပါရစေ။အသင်းရဲ့ခန်းစစ်တန်းကိုလည်းဦးဆောင်နေသလိုအာဆင်နယ်ရဲ့ဆက်ပြီးဆွေကိုတုံးချတဲ့အပိုင်းမှာလည်း Gabriel ကအရေးပါတဲ့အစိတ်ပိုင်းတစ်ခုအဖြစ်ပါဝင်နေတာပါ။သို့သော Brazil က Senegal ကိုတူးနေတဲ့အနိုင်ရတဲ့ခြေစမ်းပွဲစဉ်မှာ Gabriel တယောက်ပေါင်ချန်တန်ရခံစားခဲ့ရတယ်လို့သိရပြီး ကလပ်ပွဲစဉ်ဘယ်နှပွဲလောက်လွဲချော်မလဲဆိုတာကတော့အတိအကျသိရဖို့လိုပါသေးတယ်။ဒီအသလက်တစ်ကဖော်ပြတဲ့သတင်းရအာဆင်နယ်နောက်ခံလူအနေနဲ့တလားကနေနှစ်လားဝင်းကျင်ဒီအနားယူရွက်ရှိတယ်လို့ဆိုပါတယ်။အကယ်၍တလားလောက်အနားယူရမယ်ဆိုရင်တော့ပွဲစဉ်ကြီးကြက်ညက်နေတဲ့စောင်းရသည်မှာအာဆင်နယ်တို့အတွက်ထိုးနှက်ချက်ဖြစ်လာဖွယ်ရှိနေတာပါ။အနည်းဆုံးပွဲတွေကိုလေ့လာကြည့်မယ်ဆိုရင်နိုဝင်ဘာမှာပဲတော်တင်ဟန်အချက်စီးတို့နဲ့ရင်ဆိုင်ရဖို့ရှိပါတယ်။ဒါအပြင်ချန်ပီယံလိရဲ့ပွဲကြီးပွဲကောင်းဖြစ်လေဘိုင်ယန်မြူးနစ်နဲ့ကစားဖို့ကြံရှိနေသေးတာပါ။ တကယ်လို့နှစ်လအတိတ်ဒါအားယူရမယ်ဆိုရင်ပြိုင်ပွဲစုံ16ပွဲတိဂါဘရီယယ်လွဲချော်သွားဖို့များနေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပရီးမီးယားလိမှာအောင်မြင်မှုဆိုဗီဒါယောဂရက်အနေနဲ့လက်ရှိထက်ပိုမိုပေါ်ပါတဲ့ခန္ဓာကိုယ်မျိုးကိုတည်ဆောက်ဖို့လိုအပ်တယ်လို့အာဆင်နယ်နဲ့ဆွီဒင်ကစားသမားဟောင်းစတီဖင်ရှဖာကအကြံပေးလိုက်ပါတယ်။ Sporting Lisbon အတွက်ပြိုင်ပွဲစုံ52ပွဲမှာ54ဂိုးသွင်းယူနိုင်ခဲ့တဲ့ Sweden တိုက်စင်မှုကိုဈေးကွက်ထဲမှာအသင်းအများစုကလိုရှိခဲ့ကြတာပါဒီအနေအထားမှာ Arsenal ကလက်ဦးမှုရပြီးအရာခေါ်ယူနိုင်ခဲ့ပါတယ် ဝေဖန်သူအများစုကတော့ယောဂရက်ရဲ့အသွင်းကိုအများစုကအားနည်းတဲ့အသင်းတွေနဲ့ပွဲမှာရခဲ့တာကြောင့်ပရီးမီယာလိမှာဂိုးတွေရဖို့လို့ရုန်းကန်ရမယ်လို့ယူဆထားကြတာပါလက်ရှိမှာတော့အာဆင်နယ်အတွက်ပြိုင်ပွဲစုံ14ပွဲကစားပေးထားပြီး6-9သွင်းယူပေးထားနိုင်ပါတယ်နိုင်ငံအသင်းမှာတော့၄ပွဲကစားသွင်းကိုမရရှိထားသေးပါဘူးဆွီဒင်နဲ့အာဆင်နယ်ကစားသမားဟောင်းစတီဗင်ရှဗာကတော့တနိုင်ငံနဲ့သားဗီဒါယောဂရက်အနေနဲ့ဒီထက်ပိုပြီးတော့ပေါ်ပါဖို့လိုအပ်နေကြောင်းအခုလို ကြံပေးသွားပါတယ်ကျွန်တော်အနေနဲ့ကတော့ယောဂရက်အနေနဲ့ကြံ့ခိုင်မှုအပြည့်ဖြစ်နေတယ်လို့မမြင်ပါဘူး ကစားဟန်အစ်အသင်းပေါ်အစ်မန်နေဂျာအစ်တွေနဲ့သွားနေရတာကြောင့်အသားကျဖို့အချိန်တခုတော့လိုအပ်ပါလိမ့်မယ်။ဒါကရုပ်ပိုင်းသာမကစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ပါ။အသင်းသစ်မျောလင်းချက်အစ်အထူးသဖြင့်ပြည်သက်တွေထားတဲ့ကစားသမားပေါ်မျောလင်းချက်တွေကြောင့်လည်းစိတ်ပိုင်းဆိုင်ရာကိုမောပန်းစေနိုင်ပါတယ်။သို့သောအာဆင်နယ်နဲ့ယောဂရက်တို့ကလိုက်ဖက်ညီပါတယ်။ဒီကနေ့တစင်းဆွီဒင်အသင်းပေါ်လည်းကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေရှိလာမယ်လို့မျောလင်းထားပါတယ်။ဒါအပြင်စတီဗင်ရှပါးက တိုက်စစ်မှုတွေကိုတော့ဂိုးတွေဘလောက်သွင်းလဲဆိုတဲ့အပေါ်ကြည့်ပြီးပဲဆုံးဖြတ်ကြတာပါလက်ရှိထပ်ပို့ပြီးသူ့အနေနဲ့ဂိုးတွေသွင်းယူနိုင်ဖို့မျှော်လင့်ပါတယ်လူကောင်ကကြီးနေတာကြောင့်ဒီထပ်ပို့ကိုနည်းနည်းပေါ်ပါလာစေချင်တာပါဂိုးတွေခံများများသွင်းနိုင်ဖို့လေခဏကိုပေါ်ပါတာအခုညီဖြစ်မယ်လို့ထင်ပါတယ်လို့စတီဗင်ရှပါကအင်တာဗျူးတစ်ခုမှာထုတ်ပေါ်ပြောဆိုသွားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်မှာတော့လီသူယေးနီးယားနဲ့ပွဲမှာတန်ရာကြောင့်လူစားလဲခံခဲ့ရတဲ့အာဆင်နယ်နောက်ခံလူဂျူရီယန်တင်ပါဆိုတဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ် ။နိုဝင်ဘာ International Break ကတော့အာဆင်နယ်အတွက်စိုးရိမ်ပူပန်စရာတွေများခဲ့တာပါ။ Ricardo Calafiori ဆိုရင်လည်းအီတလီသင်းကစိန်ခေါ်ခဲ့ပေမဲ့တန်ရာကြောင့်မပူးပေါင်းနိုင်ခဲ့ပါဘူး။ကစားသမားအနေနဲ့စပါးနဲ့ပွဲကိုပါနိုင်မပါနိုင်ဆိုတာမသေးကြသေးတဲ့အနေထားပါ။တစ်ဖက်မှာခန်စစ်ညာအဆွန်လူ Julian Timber ဆိုရင်လည်း Netherlands Lithuania ပွဲမှာဝင်ရောက်ကစားခဲ့ပြီးပြန်ပေးရဲ့ပြင်းထန်တဲ့ဖြစ်တော့မှုကိုရင်ဆိုင်ခဲ့ရတာကြောင့်ဒူးရေပြားတချို့ချုပ်ပြဲခဲ့တာကိုတွေ့ရပါတယ်။ပွဲမပြီးခင်မိနစ်30လောက်မှကစားသမားကိုလူစားလဲခဲ့ပေမဲ့ ပွဲမပြီးခင်မိနစ်30လို့မှကစားသမားကိုလူစားလဲခဲ့ပေမဲ့ကလပ်ပွဲစဉ်တွေမှာချက်ချင်းပြန်ပါလာနိုင်မလားဆိုတာကတော့အာဆင်နယ်အတွက်ဝေဝါးစရာဖြစ်နေသေးပါချိန်သားကြိုက်ဖြစ်လာတဲ့ဒဏ်ရာအခြေအနေတွေကအာဆင်နယ်အတွက်တော့စိုးရိမ်စရာကောင်းနေပြီအဓိကကစားသမားတွေဖြစ်တဲ့ကလာဖီယိုရီဂါဘရီယယ်ထင်ပါလို့ရဲ့အခြေအနေကိုဂယုတဆိုင်ကင်တွေသွားဖို့ရှိနေပါတယ်တပြိုင်နက်တည်းနိုဝင်ဘာဒီဇင်ဘာပွဲတွေဟာအာဆင်နယ်စကွတ်တက်ဘလောက်ထိတောင့်တင်းလဲဆိုတာကိုစမ်းစစ်သွားတော့မှာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Slovakia U21 နဲ့ပွဲမှာတကိုးသွင်းပြီး ်အင်္ဂလန် U21 အသင်းအတွက်ခြေစွမ်းပြခဲ့တဲ့ Ethan Wannabe ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးကြပါတယ်။ Slovakia U21 အသင်းရဲ့အိမ်ခွင် Football Track Arena မှာ Euro U21 qualification ပွဲစဉ်ဖြင့်အင်္ဂလန် U21 အသင်းကသွားရောက်ရင်းဆိုင်ခဲ့ပါတယ်။အင်္ဂလန်အသင်းဘက်မှာတော့ Premier League ရဲ့ခြေစိုက်လူငယ်ကစားသမားအများစုကိုအသုံးပြုခဲ့ပြီးခြေစွမ်းပြက Z4 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။နိုင်ကိုတွေကတော့ Man City လူငယ်တိုက်စစ်မှုတပိုင်းမူပါမှာက2ဂိုး Arsenal လူငယ်ကစားသမား Ethan Wannery က2ဂိုး Chelsea လူငယ်ကစားသမား Joshua King တို့က တကိုးနဲ့အသီးသီးသွင်းခဲ့ပြီးဒီနိုင်ပွဲကြောင့်အဓိကပြိုင်မဲ့ Slovakia ကိုတပွဲရော့ကစားနှစ်မှတ်အထိဖြတ်ထားပြီးမှတ်ပေးစရာဥဆောင်နေပါတယ်2029 European Championship ကိုတော့ Albania နဲ့ Serbia တို့ကအင်ရှင်ပြစ်လက်ခံကျင်းပသွားမယ်လို့သိရပြီး England U21 အသင်းကတော့ခြေစပွဲအောင်ဖို့အလားအလာကောင်းတွေကိုပိုင်ဆိုင်ထားပါတယ်ဒါကတော့နောက်ဆုံးရအာဆင်နယ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ